တမင်းမလီသားမိများဟာဒီရဲ့နိုဝင်ဘာလလာဝက်ကနေပြီးတော့နိုဝင်ဘာလလာကုန်ထိအခြေရေးအိမ်နာရေးနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်အစဉ်ပြေမှု ကောင်းမွန်မှုစိတ်ချမ်းသာမှုတွေကိုရရှိလာနိုင်ကြလိမ့်မယ်ဆိုတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်။တေရောကကနမိတ်ကကောင်းစည်းစိမ်လို့အတူတူပြောလို့ရတဲ့ဧကရိကကိုကြပါတယ်။ ဲ့တော့စိတ်တိမ်ဒုက္ခတွေနဲ့ပြေဝနေတဲ့ဘယင်မာတစ်ပါးကိုကိုးစားပြုရတဲ့နမိတ်ပုံဖြစ်ပါတယ်အဲ့တော့ကိုจิตသူရဲ့ကျင်နာမှုတွေဂယူဆိုင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်နောက်လက်ဆောင်ပစ္စည်းတွေလည်းပဲရလာနိုင်တာမျိုးကိုတွေ့ရပါတယ်အဲ့တော့အခြေအိမ်နာရင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေပါဘူးဆိုတဲ့သူတွေကလည်းပဲအဆင်ပြေလာနိုင်အောင်ကြိုးစားပြီးတော့တိဆောက်လုပ်ယူလို့ရနိုင်မယ့်အခြေအနေမျိုးတွေကို တွေ့ရပါတယ်ခင်ဗျာဒါမှမဟုတ်ဒီမှာပထမချိုးခဲ့တဲ့တဲရောကကနမိတ်ပုံအရာတော့တဏိမဏိသားမိများရဲ့အခြေရေးအိမ်နာတွေဟာဒီလားကော်ဝတီအစဉ်ပြေကြပါလိမ့်မယ်ဆိုတာကိုဟောကြားပေးလိုက်ပါတယ်နောက်တစ်ချိန်တဲရောကလေးထပ်ချိုးပြီးတော့ဘလို့အကြောင်းချက်လေးတွေကိုဂယူဆိုင်ဖို့လိုတယ်လေနောက်ဘလို့ရေရာလေးတွေကိုလည်းပဲဆောင်ရွက်သင်ပါတယ်လဲဆိုတာကိုထပ်ပြီးတော့ကြည့်ပြပါပဲဖြစ်ပါတယ် အခုနောက်တစ်ချိန်ချိုးလိုက်တဲ့တဲရောကတ်ကဲနံပိတ်ကလည်းပဲရှင်ပြန်ထားမြောက်ခြင်းဆိုတဲ့အကောင်းနံပိတ်ကိုကြပါတယ်ဒီလိုတဲရောကတ်ကဲအသေးပဲကတော့အစင်မပြေမှုတွေကြုံတွေ့ပြီးကမှပြန်ပြီးတော့အစင်တည်လာတာမျိုးတွေကိုဖြစ်လာနိုင်တယ်လို့တွေ့ရပါတယ်အဲ့တော့တချို့သောတနင်္ဂနွေသားမိများဟာဒီအချိန်ကာလပိုင်းသားတွေမှာချစ်သူဟောင်းလို့ရီးသားဟောင်းလို့ပြန်လာနိုင်တဲ့ပုံစံမျိုးတွေကိုလည်းပဲ တွေ့ရပါတယ်။နောက်ထပ်ပြောစရာလေးရှိတာကိုချစ်သူကိုအိမ်နာဘက်ကကျမ်းမာရေးကိစ္စတွေကိုအဲကုညီဆောင်ရွက်ပေးရတာမျိုးလေးတွေလည်းပဲကြုံရနိုင်နေဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။အဲ့တော့ကံကောင်းစေနိုင်ဖို့အတွက်ဆောင်ရွက်ရမယ့်ရည်ရည်ကတော့ဖျားမကံပေါ်ညွန်နှစ်ညွန်ရဲ့နောက်နှင်းစီပန်ဗာရောင်မဲ့ဖြစ်ဖြစ်ခွနဲ့ပွင့်ရဖို့လှူဒန်းပြီးလို့ရှိရင်အခြေအိမ်အိမ်နာတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေလည်နိုင်ဖို့အတွက် ဆူတောင်းပေးပါခင်ဗျာအဲ့တော့ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့မိတ်ဆွေများကအောက်ဘက်မှာ comment လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာအခုပထမတဲရော့ကန်လေးကိုကျွန်တော်စပြီးတော့ချိုးကြည့်လိုက်ပါပြီတင်လာသားသမီးများရဲ့အခုဒီကာလပေါ့နော်အခြေအေးအိမ်နာမင်းနဲ့ပတ်သက်တဲ့အခြေအနေကတော့တော်တော်လေးဆူဆူဝါးဝါးပုံစံမျိုးတွေကိုကြုံလာရနိုင်ပါတယ် ဲ့တော့တေရော့ကကမျောစင်ကပ်ကိုကြပါတယ်ပြိုကွဲပြိုကျပျက်စီးနေတဲ့နမိတ်ပုံတနည်းအားဖြင့်ပြောမယ်ဆိုရင်လမ်းခွဲသွားရနိုင်တဲ့အခြေအနေမျိုးတွေကိုကြုံတွေ့ရနိုင်တဲ့နမိတ်ပုံလို့တွေ့ရပါတယ်တကယ်ကြီးလမ်းခွဲသွားတာတို့အပြီးပြတ်ဆဲသွားတာမျိုးမဟုတ်ရင်တောင်မှပဲအသစ်လိုအခြေအနေမျိုးတွေအဲ့ဒီလိုပုံစံမျိုးတွေအထီးတောင်ဒါနီးနီးဆက်ဆက်ပေါ့နော် ကြုံတွေ့လာရနိုင်ပါတယ်ဒါကြောင့်ဒီကာလအတွင်းမှာတယောက်နဲ့တယောက်ကြားထဲမှာနားလည်မှုတွေထားရှိနိုင်ဖို့အဲစင်ပြေအောင်ကြိုးစားညှိနှိုင်းလုပ်ကန်ဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်ခင်ဗျာပြက်တလာတွေကမထင်မှန်ပဲမမျှော်လင့်ပဲရုပ်တရက်ပေါ့နော်စူးစူးဝါးအခြေအနေမျိုးတွေအထိကြုံသွားရနိုင်တဲ့ပုံစံမျိုးတွေကိုဒီပထမတေရောကက်ကနမိတ်ပုံရတွေ့ရပါလေအဲ့တော့နောက်ထပ်ချိန်တဲတော့ကလေးထပ်ပြီးတော့လည်းပဲချိုးကြည့်ပေးပါဦးမယ်။နောက်ပြီးတော့ရရရလေးနဲ့လည်းပဲအကြံပြုလမ်းညွှန်ချက်လေး ပေးပါဦးမယ်ခင်ဗျာအဲ့တော့ဒီကာလမှာတဲ့ပြဿနာတွေအနှောင့်အယှက်တွေကကျင်းသေးပေါ့ဖြစ်ပေါ်လာနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်အဲ့တော့စားအရှင်ကပ်ပေါ်ပြာเนาะအကြက်တဲ့အခက်ခဲတွေနဲ့တူအစင်မပြေမှုတွေဖြစ်လာနိုင်တယ်လို့ဆိုရမယ်အနေအထားမျိုးပါတချို့ကြတော့လမ်းခွဲသွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ရှည်မတိုးတာနောက်မဆုတ်တာပေါ့เนาะအခြေအနေမျိုးတွေဖြစ်နေပါတယ်အဲ့တော့ဆုံးဖြတ်ရခက်တဲ့ပုံစံမျိုးတွေကို ကြုံရတတ်ပါတယ်အဲ့တော့ရှေ့ဆက်သွားလို့ကလည်းမရဘူးဒါပေမဲ့နောက်ပြန်ဆုတ်လို့လည်းမရနိုင်တဲ့ပုံစံမျိုးအကျက်တဲ့အကက်ခဲတွေကိုကြုံရတတ်တာဖြစ်တဲ့အတွက်ဂယူးဆိုင်ပါလို့ကျွန်တော်ကတော့မှာကြားလို့ပါတယ်ဆောင်းဝဲရမယ့်ယေရီယာကတော့ဖျားမှာတောက်တော်ရေရှိခွဲဖျောင်းနိုင်ရှစ်တိုင်း အဲနောက်ပြီးလို့ရှိရင်စွန်ပွဲပေါ့ဘာနဲ့ပဲဖြစ်ဖြစ်ပေါ့နော်စွန်ပွဲရှစ်ပွဲတိတိလှူဒန်းပြီးလို့ရှိရင်အခြေအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေနိုင်မှုအတွက်စုတောင်းဆောင်ရွက်ပေးပါလို့ရည်ရည်လေးပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးသွားတဲ့မိတ်ဆွေများကအောက်ဘက်မှာအဲကိုနဲ့အကြောင်းတိုက်ဆိုင်မှုလေးတွေရှိခဲ့မယ်ဆိုရင်ကွန်မန့်လေးတွေမှန်းခဲ့ပါအောင်နောက် like share လေးတွေနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာ ကဲတော့အင်္ဂါသားမိများရဲ့ဒီကာလရဲ့အခြေအိမ်နာပြင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုပထမဆုံးတဲရော့ကလေးကျွန်တော်စပြီးတော့ကြည့်လိုက်ပါပြီ။နံပါတ်၄ဧကရိကပ်ကိုကြားပါတယ်။ဒါဟာအကြက်တဲခက်ခဲနဲ့ပတ်သက်တဲ့နမိတ်ပုံဖြစ်သလိုအနှောင်ရှက်တွေနဲ့ပတ်သက်တဲ့နမိတ်ပုံလို့လည်းပြောလို့ရပါတယ်။နောက်၄ကနန်းကိုပူဇော်ပြုရတဲ့တဲရော့ကပ်ဖြစ်တာဖြစ်တဲ့တဲ့စိတ်သဘောထားအမြင်အယူအဆကွဲလွဲမှုတွေအဲစိတ်သဘောထားချင်းမတိုက်ဆိုင်မှုတွေကိုကြုံတွေ့လာရနိုင်တဲ့အခြေအနေမျိုးတွေကို ဖြစ်လာနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ဒါမှမဟုတ်အင်္ဂါသားမီးများရဲ့ဒီချိန်ကာလပိုင်းခြားရဲ့အခြေအနေအိမ်နာကြီးကတော့တော်တော်လေးဂယုစိုက်ဖို့လိုပါတယ်ခင်ဗျာအစင်မပြေမှုတွေတအားကိုဖြစ်ပေါ်နေပါလိမ့်မယ်။နောက်ကြီးခဲ့တဲ့သူတွေကိုအကြောင်းပြုပြီးတော့အခြေအနေအိမ်နာကြီးမှာပုံမို့ပြီးတော့အစင်မပြေမှုတွေဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေကိုလည်းပဲ တွေ့ရပါတယ်။နောက်ဆောကပြောခဲ့သူတခြားသောအနှောင့်အယှက်တွေလည်းပဲဝင်လာတတ်တာဖြစ်ပါတယ်နော်သတိထားပါ။အဲ့တော့ဒါကတော့ပထမတဲရက်ကလေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပေးတာပါ။နောက်တစ်ကြိမ်တဲရက်ကလေးထပ်ပြီးတော့ကြည့်ပေးပါအောင်မယ်။နောက်ဆောင်ရရမယ့်ရေရာလေးတွေပဲအကြံပြုလမ်းညွှန်ပေးပါမယ်ခင်ဗျာ။အင်္ဂါသားမိများခင်ဗျာဒီကာလာတော့အတွင်းမှာပေါ့နော်ဘလို့ဖြစ်နေလဲဆိုတော့အချီအိအိနာကြီးဟာနာမည်ကြီးထမင်းငတ်လို့ပုံစံမျိုး ဖြစ်နေပါလိမ့်မယ်ဘေးအမြင်ပေါ့တခြားသူတွေအမြင်မှာတော့အဲကိုရီးယားအခြေအနေကအားကြလောက်အောင်ဖြစ်နေတဲ့အဆင်ပြေနေကြတယ်လို့ထင်ရတော့လည်းပဲတကယ်တမ်းကျတော့ပြဿနာမျိုးစုံနဲ့တူအဆင်မပြေမှုတွေဖြစ်နေတတ်တယ်လို့တွေ့ရပါတယ်။နောက်ပြီးတော့ကိုယ့်ကိုအကြောင်းပြုပြီးတော့သူ့ဟာပတ်စံနေကုန်တတ်တယ်လို့သူ့ကိုအကြောင်းပြုပြီးတော့လည်းပဲကိုကအကုန်ကြတယ်ညားနေတာမျိုးလည်းပဲ ဖြစ်တတ်ပါတယ်เนาะဒါလေးတွေကိုသွားပြီးတော့တွေ့ရပါတယ်အဲ့တော့ကျွန်တော်အကြံပြုပေးချင်တာကတော့အချီရေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အစင်ပြည်စီတိုင်ဖို့အတွက်ပေါ့เนาะအစင်မပြေမှုတွေရှိနေတဲ့သူတွေကဒီကာလတော့ဖျားရေတတ်ပဲပါဖျားတောက်တော်ရေကပ်ပေးပါရေနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကောင်းမှုတွေကိုမြန်မြန်လေးပြုလို့ဆောင်လည်ပြီးတော့ဆူတောင်းပေးပါလို့အကြံပြုပေးလိုပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့မိတ်ဆွေများကကိုနဲ့တိုက်ဆိုင်မှုတွေရှိခဲ့မယ်ဆိုအောက်ဘက်မှာကွန်မန့်လေးတွေမှန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ကဲအခုဗုဒ္ဓဟူသားမိများအတွက်ကျွန်တော်တေရော့ကန်ဒီချိုးကြည့်လိုက်ပါပြီ။ဗုဒ္ဓဟူသားမိများရဲ့အခြေအိမ်အောင်ရေးမှာပြဿနာလေးတွေအနည်းနဲ့များဖြစ်ပေါ်စေနိုင်ပါတယ်။စကားပြောရမယ့်ကိစ္စလေးတွေဖြည့်ရှင်းရမယ့်ကိစ္စမျိုးလေးတွေကြုံရတတ်တဲ့ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာဒီကအပြင်တော့ကိုဘက်ကမှန်ကန်မှုရှိဖို့လိုပါတယ်ကိုဘက်ကမှန်ပြီးတော့တစ်ဖက်ကိုပေါ့နော်အဲတရားလက်လွန်ပေါ့ပြောတာဆိုတာမျိုးတွေမရှိရလေအောင်လည်းပဲ တတိထားဖို့လိုပါတယ်ခင်ဗျာဒီကအဖြစ်တော့ဒီကာလတွေမှာပေါ့အခြေရေးအိမ်အရေးမှာပြဿနာလေးတွေဖြစ်ပေါ်စေနိုင်နေစကားပြောစကားများတာမျိုးလေးတွေရံဖြစ်တာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့အခြေအနေတွေကတအားကြီးလည်းပဲဆိုးွားသွားအောင်မိမိကိုယ်တိုင်ဖန်တီးလို့ရတယ်လို့အဲ့တော့ခြေနေတွေကောင်းသွားအောင်လည်းပဲမိမိကိုယ်တိုင်ပြန်ပြီးတော့တည်ဆောက်လို့ရနိုင်ပါလိမ့်မယ်အဲ့တော့ကောင်းခြင်းဆိုးခြင်းဟာ ံတရားအပေါ်မှာဆိုတာတက်ပေါ့နော်ကို့အပေါ်မှာပို့ပြီးတော့လည်းပဲမူတည်နေတယ်လို့တွေ့ရပါတယ်ခင်ဗျာဒါကြောင့်မလို့တချို့သောဘုရားဘုရားမိများရဲ့အချီအိမ်နာကြီးဟာပုံမှန်အနေထားတစ်ခုမှလည်းပဲရှိနေနိုင်ကြလိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်။ဒါကတော့ပထမကြားခဲ့တဲ့ဒါ number 7 justice cup ကိုကြည့်ပြီးတော့ကျွန်တော်ဟောပြတာပါ။နောက်တစ်ချိန်တဲရက်ကလည်းကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်။အဲ့တော့ဘလို့အကြောင်းချက်တွေဂျုံနိုင်တယ်လေ။နောက်ဘလို့ရည်ရည်တွေကိုဆောင်ရွက်သင့်ပါတယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။ဒီဗုဒ္ဓဟူသာမြင်မှာတွေ့နောက်တစ်ချိန်တဲရက်ကလည်းထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။ အဲ့တော့ဒီတစ်ကြိမ်ကျိုးလိုက်တဲ့တဲရော့ကပ်မှာစေရထားကပ်ကိုကြပါတယ်ပြိုင်ဆိုင်နေတဲ့ကပ်ဖြစ်တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ကမာနာတွေပြိုင်နေတာမျိုးပေါ့နော်တယောက်ကိုတယောက်အလျော်မပေးခြင်းတဲ့ပုံစံမျိုးတွေဖြစ်နေတာပါတယ်အဲ့တော့တစ်ဖက်ဖက်ကရလိုက်မယ်ဆိုရင်ပြဿနာလေးတွေရှိခဲ့မယ်ဆိုရင်တော့မှပဲဒါမြင်မြန်ဆန်းဆန်းပြည်လည်မှုတွေကိုရအောင် တည်ဆောက်နိုင်မှာလိမ့်မယ်เนาะအဲ့တော့ရံမဖြစ်ဘူးဆိုလည်းမဖြစ်ဘူးဖြစ်ပြီဆိုလို့ရှင်လည်းပဲပြဿနာတွေကဖြစ်လို့ကိုမဆုံးနိုင်အောင်ဖြစ်နေတတ်ပါတယ်နောက်တခြားသောဘေးအနှောက်အယှက်လေးတွေလည်းပဲအနည်းနဲ့များရှိလာနိုင်ပါတယ်ဒါလေးတွေကိုအယူဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာဆောင်ရွက်ရမယ့်ရည်ရာကတော့ဖျားမှနှင်းစီပန်အနီရောင်ခုနှစ်ပွင့်တိတိလူတန်းပြီးတော့အခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့အစဉ်ပြေနိုင်ဖို့အတွက်ဆူတောင်းပေးပါခင်ဗျာအဲ့တော့ဗီဒီယိုပိုင်းလေးကိုသုံးထိကြည့်ရှုအားပေးတဲ့မိတ်ဆွေများကအောက်မှာ comment လေးတွေမှတ်ခဲ့ပါဦး like share လေးတွေနဲ့လည်းပဲ အားပေးခဲ့လို့ရပါတယ်ခင်ဗျာကြာသာပေးသားမိများရဲ့ဒီကာလရဲ့အခြေအနေအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့အခြေအနေကအစင်မပြေမှုတွေကြုံတွေ့လာရနိုင်တဲ့အနေအထားမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့တချို့အစင်မပြေမှုတွေဓာတ်လျှောက်ကြုံခဲ့ရတဲ့သူတွေကဒီကာလအတွင်းမှာအပြီးတက်သွားတာလို့အဆုံးတက်သွားတာလို့ဒါလမ်းခွဲသွားရတာပေါ့နော်အဲစတဲ့အခြေအနေမျိုးတွေအထီတောင်မှပဲ ကြုံတွေ့သွားရနိုင်ပါတယ်တေရော့ကကနံပါတ်73တေမင်းကပ်ကိုကြပါတယ်သီဆုံးချင်းပြီးဆုံးချင်းအဆုံးသတ်ချင်းဆိုတဲ့နမိတ်ပုံမျိုးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပုံမှန်အပြည့်အစဉ်ပြေနေတဲ့သူတွေကလည်းပဲဒီကာလအတွင်းမှာအစဉ်မပြေဘူးလေးတွေဖြစ်ပေါ်စေနိုင်တယ်တရားနဲ့တရားကြားထဲမှာသဘောထားအမြင်နားလည်မှုလွဲမစရာအခြေအနေမျိုးတွေရှိလာနိုင်ပါတယ်ဒါအပြင်တခြားသောအနောက်ချက်တွေလည်းပဲအခြေရေးအိမ်တော်ကြီးမှာဝင်လာနိုင်တဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်ခင်ဗျာနောက်တချို့သော ကြာတာပေးသားမိတွေကကိုကြည့်သူကိုအိမ်တော်ဘက်ကကျမ်းမာရေးကိစ္စတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေလည်းပဲကြုံရနိုင်တယ်လို့တွေ့ရပါတယ်။ဒါကတော့ပထမတဲရော့ကလေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကလေးထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်။ဘလို့အကြောင်းချက်တွေကြုံတွေ့ရနိုင်မလဲ။အဲနောက်ပြီးတဲ့အခါမှာဘလို့ရေရာလေးတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုအကြံပြုပေးပါမယ်။ ကြာသာပေးသားမိများခင်ဗျာတေရကကတော့အံအားသင့်ပွဲရပါပဲပထမကြားခဲ့တဲ့နမိတ်ပုံကိုပဲထပ်ပြီးတော့ကြားပါတယ်နော်ဒါကြောင့်မလို့စောစောကဟောခဲ့တဲ့အတိုင်းပါပဲအစင်မပြေမှုတွေကြီးကြီးမားမားဖြစ်ပေါ်စေနိုင်ပါတယ်လမ်းခွဲသွားနိုင်တဲ့ပုံစံမျိုးတွေအထီတောင်မှပဲကြုံရနိုင်တာဖြစ်တဲ့အတွက်ဂယူးဆိုင်ဖို့တော်တော်လေးလိုအပ်နေပါတယ်အဲ့တော့တချို့ပြဿနာသေးသေးလေးတွေကလည်းအကြီးကြီးဖြစ်သွားတတ်ပါတယ်ဒါမလို့အဲ့တော့အဲ့လိုမဖြစ်ရလေအောင်သတိထားပါလို့ မှကြားလို့ပါတယ်ခင်ဗျာအဲ့တော့ဆောင်ရွက်ရမယ့်ယေရယာကတော့နေရမကောင်းဖြစ်နေတဲ့သူမကြမ်းမမဖြစ်နေတဲ့သူကိုစေဝါတက်စာလှူဒန်းပြုလို့ရှိရင်ဒါကိုရရဲ့အခြေရေးအိမ်နာယူမှာကံကောင်းစေနိုင်ဖို့အတွက်စူတောင်းပေးဖို့ဖြစ်ပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးသွားတဲ့မိတ်ဆွေများကအောက်ဖက်မှာကွန်မန့်လေးတွေမှန်းခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ တောက်ကြသားသမီးများရဲ့ဒီကာလရဲ့အခြေအနေအိမ်နာဝင်နဲ့ပတ်သက်တဲ့အခြေအနေကတော့ကောင်းသောတိုးတက်မှုတွေအဆင်ပြေမှုတွေကိုရရှိလာနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။တေရောကကရေခွက်နှစ်ခွက်ကဖြစ်ပါတယ်။ကောင်းသောအလှည့်အပြောင်းတွေကြုံတွေ့ရနိုင်တဲ့နမိတ်ပုံပဲဖြစ်ပါတယ်။တဦးရဲ့စိတ်သဘောထားကိုတဦးနားလည်သိကြည့်သွားနိုင်တဲ့ပုံစံမျိုးတွေရှိနိုင်ပါတယ်။ဒါကိုချစ်သူကိုအိမ်နာပဲနဲ့ဒါသွားလာလာတာပေါ့နော်။ဒါပျော်ရွှင်စရာ အဲခရီးတွေထွက်ရတာမျိုးတွေလှုပ်လို့ရှေ့ရှားသွားသွားလာလာလှုပ်ရတာမျိုးလေးတွေကြုံရနိုင်ပါတယ်။နောက်ပြီးတော့တအူးပေါ်တအူးပို့ပြီးတော့အချစ်တွေပိုလာနိုင်မဲ့ပုံစံမျိုးတွေကိုလည်းပဲတွေ့ရပါတယ်။နောက်တစ်ခုကဒီကာလမှာတောက်ကြသားမီးတွေဟာမျက်နှာပွင့်လန်းမှုတွေလည်းပဲရှိနေတယ်ဆိုတာကိုတွေ့ရပါတယ်။တချို့ဆိုရင်တအူးထက်ပိုတဲ့မြစ်တာရေးကိစ္စတွေတောင်မှပဲကြုံတွေ့လာရနိုင်တဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်ခင်ဗျာ။ကြတာကတော့ပထမ တဲရွက်ကလေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါနောက်တစ်ချိန်တဲရွက်ကလေးထပ်ချိုးပြီးတော့ဘလို့အကြောင်းအချက်လေးတွေဘလို့ပြဿနာမျိုးလေးတွေရှိနိုင်အောင်မလဲနောက်ဘလို့ရရာလေးတွေကိုဆောင်ရဲသင်ပါတယ်လဲဆိုတာကိုကြည့်ပြပါပဲဖြစ်ပါတယ်ကဲတော့တောက်ကြသားမိများပဲနောက်တစ်ချိန်တဲရွက်ကလေးကျွန်တော်ချိုးကြည့်လိုက်ပါပြီတောက်ကြသားမိများခင်ဗျာမြစ်တာတရားနဲ့ငြိမ်းချမ်းမှုကိုကိုးစားပြုရတဲ့တဲရွက်ကနံပါတ်ပေါ်မှာတူဦးပေါ်တော့ဦးဒါမြစ်တာထားနိုင်ပြီအဲ့တော့နားလက်လက်ခံနိုင်ပြီဆိုတဲ့အခြေအနေမျိုးတွေပုံစံမျိုးတွေကို တွေ့ရပါတယ်အဲ့တော့ဒီမဲတော်ကြီးဆိုတဲ့အခါမှာဒတိုင်းနှစ်ခုရှိပါတယ်အဖြူနဲ့အမဲအကောင်းနဲ့အဆိုးပေါ့เนาะအဲ့တော့ပြဿနာလေးတွေကပြဿနာလုံးမဲ့ဆိုပြဿနာကဖြစ်တတ်တယ်လို့ပြဿနာမလုံးဘူးဆိုလို့ရှင်လည်းပဲကောင်းတဲ့ဘက်ကိုရောက်နိုင်ပါတယ်ဒါတော့မလို့အရာအလုံးဟာမိမိကစပြီးတော့ပြဿနာတွေကိုမဖန်တီးမိအောင်လည်းပဲဂယူဆိုင်ဖို့လိုပါလိမ့်မယ်လို့မှာကြားလိုပါတယ်ခင်ဗျာဘာပဲဖြစ်ဖြစ်ပထမကြားခဲ့တဲ့ကတ်ကအကောင်းကဖြစ်တယ်လို့အခုဒီကတ်ကလည်းပဲအကောင်းနမိတ်ပုံဖြစ်တဲ့တွင်တောက်ကြသားမိများရဲ့အခြေအိမ်နာတွေကများသောအားဖြင့်အစဉ်ပြေနိုင်လိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်အဲ့တော့ဆောင်ရွက်ရမယ့်ရည်ရည်ကတော့တီလာရှင်တပါးပါကိုကိုတန်းနှံသလောက်အလှူဒါနကုသိုလ်ကောင်းမှုတွေပြုလုပ်ဆောင်ရွက်ပြီးတော့အခြေရေးအိမ်တော်တွေမှာကံကောင်းစေနိုင်ဖို့အတွက်ဆုတောင်းပေးပါဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေများကအောက်ဖက်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာစနေလာရီများတွေအခုရောက်ရှိနေတဲ့နိုဝင်ဘာလလဝက်ကနေစပြီးတော့နိုဝင်ဘာလလကုန်တီအခြေရေးအိမ်တော်ရင်းနဲ့ပတ်သက်တဲ့အခြေအနေများကို ဟောပြောပေးမှာပဲဖြစ်ပါတယ်။အခုဒါစနေသားမီများအတွက်ကျွန်တော်တဲတော့ကလေးစပြီးတော့ထူကြည့်လိုက်ပါပြီ။စနေသားမီများရဲ့အခြေအနေအိမ်တော်ရဲ့အခြေအနေကတော့တော်တော်လေးစိုးဝါးနေတယ်ဆိုတာမျိုးကိုတွေ့ရပါတယ်။တဲတော့ကကအယူကပ်ကိုကြပါတယ်နော်။ဥတီယာမဲနေတဲ့မရေရာမှုမတိကြမှုအစင်မပြေမှုတွေကိုကြုံတွေ့နေရတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဒီကာလတုန်းကတရားနဲ့တရားကြားထဲမှာညှိမရနှိုင်းမရနော်အဲ့တော့ပြောမရဆိုမရပေါ့နော်တိုင်မင်လို့မရနိုင်တဲ့ပုံစံမျိုးလေးတွေ ဖြစ်နေတာပါတယ်။တော်တော်လေးကိုအခြေအိမ်လာရုပ်ကိုအကြောင်းပြုပြီးတော့စနေသားမိများကစိတ်ရှုပ်စရာလေးတွေကိုကြုံတွေ့လာရနိုင်တယ်ဆိုတာမျိုးကို တွေ့ရပါတယ်။အဲ့တော့ပြဿနာ အနှောင့်အယှက်တွေမကင်းဘူးလို့ဒါပြောရမယ့်အချိန်ကာလကိုရောက်ရှိလို့နေတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီကာလအတွင်းမှာပြဿနာသေးသေးလေးတွေကလည်းအကြီးကြီးဖြစ်သွားတာမျိုးတွေကြုံရတတ်ပါတယ်။နောက်အခြေအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ကြိုတင်စီစဉ်ထားတဲ့ကိစ္စတွေပလန်ထားတဲ့ကိစ္စတွေမှာလည်းပဲအလွယ်လွယ်အကျော်ကျော်လေးတွေဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်ဒါတွေကိုမယူဆိုင်ဖို့လိုပါတယ်ခင်ဗျာအဲ့တော့နောက်တစ်ချိန်တဲတော့ကလည်းကျွန်တော်ထပ်ချိုးပြီးတော့ကြည့်ပေးပါဦးမယ်ဘာတွေကိုပို့ပြီးတော့ဘယ်လိုကယူဆိုင်ဖို့လိုတယ်လဲနောက်ဘယ်လိုရေရာတွေကိုစောင့်မဲ့သင်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်အခုလိုနေသားလိုက်အဟောတွေကစနေစုံနဲ့စနေနေ့အများကြီးပဲကိုခြုံငုံပြီးတော့ဟောပြောရတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဟောချက်တွေကအားလုံးနဲ့တော့ထပ်တူကြမှာတော့မဟုတ်ပါဘူးခင်ဗျာနောက်တစ်ခုရန်ကုန်မှာရှိတဲ့မိတ်ဆွေများကဒီလ20ရက်နောက်ပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်အဲ့တော့ကျွန်တော်နဲ့အပြင်မှာလူတွေ့ ိတ်ဆိုမေးမြန်းခြင်းပါတယ်ဆိုတဲ့သူတွေကအခုတည်းကကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးထားဖို့လိုပါတယ်ခင်ဗျာ Viber Telegram ကပဲဖြစ်ဖြစ် TikTok Messenger ကပဲဖြစ်ဖြစ်နောက်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်စာရင်းကြိုပေးထားပါကျွန်တော်နဲ့အပြင်မှာလာရောက်တွေးဆိုမေးမြန်းခြင်းနဲ့မိတ်ဆွေများကိုကျွန်တော်ကတန်းနိုင်တဲ့ပေါ့နော်အဆောင်ရရလက်ဆောင်ပစ္စည်းလေးတွေကိုပါအပေးနိုင်ဖို့အတွက်ကိုစီစဉ်ဆောင်ရွက်ထားပါတယ်။ကက်စနေသားမိမာတွေနောက်တစ်ချိန်တည်းတော့ကလည်းကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။ တော့စနေသားမိမခင်ဗျာဒီကာလအတွင်းမှာတကယ်ပဲအခြေအနေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေကိုကြုံရနိုင်ပါတယ်အဲ့တော့တေတော်ကကလာမင်းဆန်လာခတ်ကိုတတ်ကြတယ်ပေါ့နော်တဦးထက်ပိုတဲ့သူတွေရဲ့အနှောက်အယှက်တွေလည်းပဲကြုံလာရနိုင်တယ်ဆိုတာမျိုးကိုတွေ့ရပါတယ်အခြေအနေအိမ်တော်ကိုအကြောင်းပြုပြီးတော့ဝမ်းနဲ့ကြေကွဲစရာတွေမျက်ရည်ကျစရာအခြေအနေမျိုးတွေထိတောင်မှာပဲ ကြုံလာရနိုင်တာဖြစ်တဲ့အတွက်ခယူဆိုင်ပါဆောင်းရရမယ့်ရေရာကတော့ညဘက်တွင်တကောင်တဲပိုတဲ့အရေအတွက်များတဲ့ခွေးတွေကိုအစာကျွေးပါခွေးစာကျွေးပြီးချင်းအပြင်ကြုံတွေ့လာရနိုင်တဲ့ပြဿနာအခက်အခဲတွေကလည်းရော့ပေါ့တတ်တာစီပါလိမ့်မယ်ခင်ဗျာအဲ့တော့ဗီဒီယိုခါလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးပါကွန်မန့်လေးတွေမှန်းခဲ့ပါဦး like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါဦးခင်ဗျာ